Hola, don't ဒီနေ့ကျွန်တော်တို့ crypto လောကမှာရှင်နေတော့မယ်ကျွန်တော်တို့ဒီလို full time part time ပေါ့ပတ်သက်တော့ဘယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြီးခဲ့တဲ့နေ့လိုမျိုးပေါ့နော်ကျွန်တော်တို့တည်တည်ချာချာမှတ်ထားဖို့လိုတယ်ပြီးခဲ့တဲ့နေ့လိုမျိုးဆိုတော့ပါလဲဆိုအခုလက်ရှိကျွန်တော် US government shutdown အစိုးရရဆိုင်မှုပေါ့နော် US အစိုးရ government ကကျွန်တော်တို့ shutdown ဖြစ်သွားတယ်ဆိုတော့ပါလဲပါကြောင့်ဖြစ်တာလဲဆိုတော့ကျွန်တော်တို့ဒီ crypto လောကတွေကိုဝင်လာမဲ့ beginner တွေအတွက်ကဒီလိုရက်မျိုးကိုကျွန်တော်တို့မှတ်ထားသင့်တယ်ပေါ့နော်အဲဘယ်လိုရက်မျိုးလဲဆိုတော့ပြီးတော့ September 30ရက်နေ့ကျွန်တော် October 1ရက်နေ့ချာပေါ့နော် midnight ပေါ့ပြော မှာဆိုလို့ရှိရင်တော့အဲ့ဒီသကောင်းရံမှာ ထုတ်တဲ့အဲ decision ပေါ့ဗျာအဲ့ဒါလေးကိုကျွန်တော်တို့ကလုံးဝမှတ်သား ထားဖို့လိုတယ်အဲတခြားမသားရမယ့်နေ့လည်းရှိရဲဒါတော့တီးခြားကျွန်တော်ပြန်တင်ပေးမယ်ပေါ့နော်အခုလက်ရှိတော့ကျွန်တော်တို့ US government shutdown ဆိုတော့ပါလေအဲဘာကြောင့်ဒီ US US government က shutdown ဖြစ်သွားလဲဆိုတော့ကျွန်တော်ဒီမှာ knowledge sharing နဲ့မျှော်ပေးချင်ပါတယ်အဲ့တော့ US government shutdown ဆိုတာကကျွန်တော်တို့ American ပြည်တော်စုရဲ့ဗဟုအစိုးရ level 4အတွက်ကိုလိုအပ်တဲ့ဘဏ္ဍာငွေဥပဒေပေါ့ဗျာပြောမှဆိုရင်ဘဏ္ဍာငွေ funding bill ကိုတတ်မှတ်တဲ့ကာလပေါ့များသောအားဖြင့်ကျွန်တော်ဘဏ္ဍာရေးနှစ်အစဖြစ်တဲ့အောက်တိုဘာ၁ရက်နေ့မတိုင်ခင်မှာကျွန်တော်တို့ congress လွှတ်တော်ကအတည်ပြုနိုင်ရေးမရှိတာဒါမှမဟုတ်တမန ားကလက်မှတ်မထိုးပဲပယ်ချလိုက်တာကြောင့်ရန်ကုန်ပြက်လက်မှုဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်အဲ့လိုဖြစ်ပေါ်လာတဲ့အတွက်ကြောင့်ကျွန်တော် US government က fine မရှိတော့ဘူးအစိုးရကအစိုးရမှာပတ်စံမရှိတော့ဘူးပေါ့ဗျာအစိုးရပတ်စံမရှိတော့တဲ့အတွက်တဲ့အနေနဲ့တောင်းမှုပိုင်ဆိုင်မှုကိုကောက်ဝဲဖို့အတွက်မဖြစ်မရှိမဖြစ်လိုအပ်တဲ့ဝန်ဆောင်မှုပေါ့နော်ပြောရမယ်ဆိုလို့ရှိရင် essential essential service တွေပေါ့နော်ဥပမာစစ်တပ်စစ်တပ်နဲ့ဆိုင်တဲ့အဲကိစ္စရပ်တွေပြီးတော့လေကြောင်းထိချုပ်ရေးတဲ့ပတ်သက်တဲ့ကိစ္စရပ်တွေလူမှုဖွံ့ဖြိုးရေးတဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကလွဲပြီးတော့ကြံတဲ့မလိုအပ်တဲ့အဲလုပ်ငန်းဆောင်တာတွေဖြစ်တဲ့ non essential operation နဲ့အကုန်လုံးအရာကြီးအဆိုင်ပြစ်လိုက်တာပေါ့ဗျာပြောရမယ်ဆိုလို့ရှိရင် ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ fan fan ရှိတော့ပေါ့နော်။သူရဲ့အဲဒီရမုံမရှိတော့တဲ့အတွက်ကြောင့်ကျွန်တော်ယာယီအဆိုင်လိုက်ရတာဖြစ်တယ်။အဲအဲ့ဒီအတွက်ကြောင့်ကျွန်တော်လုံအမေရိကန်မှာရှိတဲ့လုံသားတွေအဲထောင်မောင်းများဆိုတော့ကျွန်တော်တို့အလောက်ကနေယာယီအနာပေးခြင်းခံရတယ်။အဲပေါ့နော်။ပြီးတော့မှဒီ shutdown ကာလာပြီးတော့မှပုံမှန်အတိုင်းအဲကျွန်တော်လာစာပြန်ရတယ်ပေါ့ဗျာ။ဒါတချို့ကြတော့အလုပ်လုပ်ရတယ်ဒါပေမဲ့လာစာမဲ့အလုပ်လုပ်ရတာပေါ့နော်။အဲ့တော့တမိုင်းကြောင်းကိုကျွန်တော်တို့တစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်ဖြစ်ပေါ်လာတဲ့ဒီအကြောင်းရင်းအဓိကကတော့ကျွန်တော်တို့ဒီနိုင်ငံရေးပါတီနှစ်ခုကြောင်းသဘောထားကွဲလဲမှုကြောင်း ဖြစ်ဖြစ်ဖြစ်ပါတယ်ပေါ့တော့ဒီဒီ US government shutdown ဘာဖြစ်လို့ဆိုတော့ကျွန်တော်ဒီ Trump လက်ထက်မှာတော့ကျွန်တော် US မှာကကြတော့ကျွန်တော်တို့ဒီ party နှစ်ခုရှိတယ်တကယ်ဟိုကြီးကြီးမားမား party ပေါ့နော်ဒီ Democratic party နဲ့ကျွန်တော်တို့ Republican party ဆိုပြီးတော့အင်အားကြီး party တစ်ခုရှိတယ်ဗျတယောက်တစ်လက်ကိုပတ်ပြီးတော့အာဏာကိုကျွန်တော်တို့ယူနေကြတာပေါ့ဗျာတို့ party နှစ်ခုอ่ะ အဲ့တော့ကျွန်တော်တို့ဒီအစိုးရဘတ်ဂျက်အတွက်ပါတီနှစ်ခုကြားမှာအသုံးစရအပေါ်သဘောထားမတိုက်ဆိုင်ခြင်းကြောင့်ကျွန်တော်တို့ US government shutdown ကဖြစ်ဖြစ်သွားတာပေါ့ဗျာအခုကိစ္စပေါ့အဲ့တော့ဥပမာဘလို့ကိစ္စတွေများလဲဆိုတော့ကျွန်တော်တို့ဒီဘတ်ဂျက်ပေါ့နော်ဘတ်ဂျက်ဥပဒေကြမ်းထဲမှာကျွန်တော်တစ်ဖက်ပါတီကလိုချင်တဲ့အဲဥပမာဆိုပါစို့ဗျာနေဆက်လုံခြုံရေးအတွက်အဲခြံစည်းရုပ်ခတ်ဖို့ရမုံငွေလို့နောက်တစ်ခုကကြောင်းမိုင်းဆောင်ရှောက်မှု ဟိုအတွက်ပြုပြင်ပြောင်းလဲရေးစတာတွေကိုကျွန်တော်ထည့်သွင်းဖို့အတွက်လို့ကိစ္စတွေမှာအာကျွန်တော်အဲ့ဒီပါတီနှစ်ခုကြားသဘောထားမတိုက်ဆိုင်ဘူးဗျာတပိုင်းမတိုက်ဆိုင်တဲ့အခါမှာအာကျွန်တော်ဥပဒေပြုရင်းနဲ့အုပ်ချုပ်ရေးမတူညီခြင်းတမဒနောက်တစ်ခါကျတော့တမဒနဲ့ကျွန်တော်ပါတီရဲ့အဲကွန်ကရစ်ပေါ့နော်ပါတီဒီအထူးသဖြင့်အောက်လွှတ်တော်ရဲ့ထိန်းချုပ်ထားတဲ့ပါတီတို့မတူညီတဲ့အခါမှာပို့ပြီးတော့ကျွန်တော်တို့ဟိုဒီရှတ်ဒေါင်းကိစ္စကဖြစ်ပွားနေရှိပါအဓိကပါတီနှစ်ခုကြားအာမှာသဘောထားကွယ်လွယ်ခဲ့တဲ့အတွက်ကြောင့်အောက်လွှတ်တော်ကကျွန်တော်တို့လက်မှတ်မထိုးတဲ့အခါမျိုး တမနာကလက်မမထိုးအပေါ်အထက်လွတ်တော့လည်းအောက်လွတ်တော့ရှိတယ်ဗျာသူတို့ရှိမှာဒီတစ်ခုကလက်မမထိုးတဲ့အခါမျိုးဆိုလို့ရှိရင်အဲကျွန်တော်ဒီ Donald Trump ကိုဖဲ့ကျင်လာလဲပါတော့ဗျာပြောမှဆိုလို့ရှိရင်အဲ့လိုမျိုးအနေအထားမျိုးမှာအာကျွန်တော်အကြက်တဲကိုဒီလက်ရှိအစိုးရကိုအကြက်တဲအဖြစ်စေခြင်းနဲ့အဲတစ်ဖက်အာတစ်ဖက်ဒီစက်ကျင်ဘက်ပါတီကလက်မမထိုးခဲ့ခဲ့တာဗောဗျာအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်ဟောကျွန်တော်တို့ဒီ US government shutdown ဆိုလာတာဗောနော်အဲ့တော့ကျွန်တော်တို့အခု history ကိုကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်အရင် အဲရှော့ဒေါင်းတွေကိုကြည့်ရမယ်ဆိုရှင်ကျွန်တော်1995 96မှာအကျွန်တော်တို့တမဒဘေကလင်နဲ့လက်ထက်မှာလက်တခါဖြစ်ခဲ့တယ်အဲ့ဒီ US government shutdown အဲ့ဒီလက်ထက်မှာဆိုလို့ရှိရင်ကျွန်တော်ဗန်လရက်ဖြစ်ခဲ့တယ်ဆိုတော့27ရက်ဖြစ်ခဲ့တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်ဘာရက်အိုမာဘာလက်ထက်မှာ2013ပေါ့နော်2013ဘာရက်အိုဘာမာလက်ထက်မှာကျွန်တော်ဆိုရှင် US US shutdown ဘလောက်ဗန်ရက်ကြာခဲ့တယ်ဆိုတော့16ရက်ကြာခဲ့တယ်အဲနောက်တစ်ခုကကျွန်တော် Donald Trump လက်ထက်မှာပဲအဲပြီးခဲ့တဲ့အစိုးရတက်တန်းပေါ့နော်အစိုးရတက်တန်း2018 2019မှာဆိုရှင်ဒေါ်နယ်ထရန့်လက်ထက်မှာဆိုလို့ရှင်ကျွန်တော်တို့အဲ့ဒီမှာတော့တော်တော်တော့ကြာခဲ့တယ်သူကအဲ့ဟာအကြဆုံးပေါ့နော်အမေရိကန်မက်ဆီကိုနေဆက်အဲ CEO ရမုံငွေပုံမှာအငင်းပတ်မှုကြောင့်ကျွန်တော်တမိုင်းမှာအခြေကြဆုံးရှတ်ဒေါင်းဖြစ်ပေါ်ခဲ့တယ်။ဘယ်နည်းရအောင်ကြာခဲ့တယ်ဆိုတော့35ရက်သူကကြာခဲ့တယ်ပေါ့ဗျာ။အဲ့တော့อืมဒါနောက်ဆုံးအချိန်ပေါ့ဗျာဒါနောက်ထပ်တမရဒေါ်နယ်ထရန့်လက်ထက်မှာအာနောက်ထပ်အချိန်ဘယ်လောက်ကြာအောင်လဲဆိုတော့ဘယ်သူမှတော့မပြောနိုင်ဘူးပေါ့ဗျာ။အဲ့တော့ ကျွန်တော်ဆိုလိုတာကအဲ့ဒီအပေါ်မှာမူတည်ပြီးတော့ကျွန်တော် crypto market ပေါ်မှာဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲပေါ့နော်အဲ့တော့ US government share တော့ crypto ဈေးကွက်ပေါ်အကျိုးသက်ရောက်မှုတိတိကျကျသက်ရောက်မှုထက်ဈေးကွက်ဈေးကွက်ရဲ့ sentiment ပေါ်ပြောရမယ်ဆိုရင် data ထုတ်ပြန်မှုပေါ်မှာပို့ပြီးတော့အကျိုးသက်ရောက်မှုရှိရပေါ့နော်အကြောင်းရောနိုင်ငံရေးမတည်ငြိမ်မှုကြောင့်စီးပွားရေးနှေးကွေးနိုင်ခြင်းဒါမှမဟုတ်ဘိုးဘန်ရဲ့ FED ပေါ့နော် FED ရဲ့ဆုံးဖြတ်ချက်တွေအတွက်အချက်လက်မရှိဘူးဆိုလိုတာကကျတော့ ဒီကြော government shutdown ဖြစ်သွားတဲ့ကြောင်းအဲကျွန်တော်လိုအပ်တဲ့ FED ရဲ့လိုအပ်တဲ့ data တွေအချက်အလက်တွေမရှိ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 တဲ့အတွက်ကြောင်းအော်ကျွန်တော်တို့ဟို delay ဖြစ်ဖြစ်ပွားနေတာပေါ့နော်နောက်တစ်ခုကကြတော့အော်အရေးအကြီးဆုံးအကျိုးသက်ရောက်မှုကတော့ကျွန်တော် shutdown ကာလအတွင်းမှာအစိုးရ agency တွေပို့မှာအလုံးသမားဝန်ကြီးဌာနတို့ကုသရေးဝန်ကြီးဌာနတို့စတဲ့ကျွန်တော်လုပ်ငန်းတွေရပ်ဆိုင်းသွားမယ်အဲဘာလို့ဆိုတော့သူက non essential service ဖြစ်တော့လीအဲ non essential ဖြစ်တော့မရှိမဖြစ်မဟုတ်တဲ့အတွက်အာဒီဌာနတွေဖြစ်တော့ကျွန်တော်သူကရပ်ဆိုင်းသွားတယ်အဲ့ဒီအတွက်ကြောင့်လာစီရင်ကျွန်တော်တို့အလုံးကအစီအခံစား NFP တွေငွေကြေးဖောင်းပွားမှုအချက်လက်တွေကိုတိုင်းတဲ့ CPI နေစတဲ့ကျွန်တော်ဈေးကွက်ကိုဥဆောင်နေတဲ့စီးပွားရေးအချက်လက် key economic data တွေထုတ်ပြန်ခြင်းဟာတော့နောက်ကျတဲ့အတွက်ကြောင့်အောင်ကျွန်တော်တို့အဲဒီ crypto market ပေါ်လည်းအကျိုးသက်မှုရှိနေစီးစည်နိုင်ပါတယ်အဲဒီတော့ရလဒ်ကကြတော့ဈေးကွက်ထဲကကျွန်တော်အမောင်လူတွေရောက်သွားသလိုဖြစ်သွားပြီးတော့ကျွန်တော် investor တွေနဲ့ကျွန်တော်တို့ Federal Reserve FED တို့အချက်လက်မပြည့်စုံမဲနဲ့ကျွန်တော်ဆုံးမချက်တွေချရတဲ့အခြေအနေဖြစ်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့ဟိုဒီ market ကမတည်ငြိမ်မှုပို့ပြီးတော့များလာနိုင်ခြေရှိရပါတော့เนาะအဲ့တော့ အဲ့တော့တချို့ဟိုကျွန်တော်တို့ crypto ကိုအားကိုးလာရတဲ့သူတွေဆိုလို့ရှိရင်ချို့တော့ယင်းပြုံးနေ investor တွေကကြတော့ shutdown လို့ကျွန်တော်နိုင်ငံမတည်ငြိမ်မှုနေခြင်းဘ ਹੁ ချုပ်ကန်မှုရှိတဲ့ဘဏ္ဍာရေးစနစ်ပြဿနာဖြစ်လို့ချွင်ကြဆိုလိုတာကကြတော့ကျွန်တော် crypto မှာ central light centralized နဲ့ကျွန်တော်ဒီ financial ပေါ့ centralized နဲ့ decentralized ဆိုတာရှိတယ်ဗျာအဲကျွန်တော် banner မှာအဲ့မှာဆိုကျွန်တော် centralized ဘိုလ်ထုတ်ဘိုလ်ချုပ်ကံမှုရှိတဲ့ banner ရေးစနစ်ပေါ့ဗျာအဲတစ်ဖက်မှာကျတော့ crypto တစ်ဖက် crypto မှာကျတော့ကျွန်တော် decentralized back ရှိတယ်ဗျာအဲ့ဒါဘိုလ်ထုတ်ကြမှုဘိုလ်ချုပ်ကံမှုကင်းတဲ့ကျွန်တော်ပိုင်ဆိုင်မှုဖြစ်တဲ့ crypto အထူးသဖြင့် bitcoin လိုမျိုးဟို safe haven ပေါ့ဗျာပြောမှဆိုလို့ရှိရင်အဲ့ဘိုလ်ပြီးစိတ်ဝင်စားလာတယ်အဲ value က demand နေတက်လာနိုင်တယ်အချက်လက်တွေနောက်ကြကြည့်ရင်လည်းဆိုရရင်ဝင်ရောက် စုဖက်မှုကိမဲ့တဲ့ကျွန်တော်တို့ဒီ decentralized ဖြစ်တဲ့ crypto ကိုပို့ပြီးတော့အကျိုးသက်ရောက်မှုရှိခဲ့တယ်ပေါ့ဗျာအဲအကြောင်းကျွန်တော်တို့လက်ရှိပါဆိုလို့ရှိရင် crypto zeria ကကျွန်တော်တို့ဟိုတက်တက်နေတယ်ပေါ့ဗျာအဲတော့ပြီးခဲ့တဲ့ shutdown တွေမှာဆိုလို့ရှိရင်အဲတော့အော်ရက်တူအနေနဲ့အထူးသဖြင့်ရက်တူပေါ့နော်ရက်တူတူလေးပဲဖြစ်မယ်ဆိုလို့ရှိရင် shutdown တွေမှာဆိုလို့ရှိရင်ကျွန်တော် stock တွေကပေါ်အကျိုးသက်ရောက်မှုကအာခဏတာပဲဖြစ်ခဲ့တယ်အရင်တော့ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ crypto ဈေးကွက် American ရဲ့ကျွန်တော်တို့ fundamental ပေါ်မူတည်ပြီးတော့ဟောပြန်ပြီးတော့ဥမော့လာနိုင်ချေတော့များတယ် အဲ့တော့အချုပ်အနေနဲ့ဆိုလို့ရှိရင် short term အနေနဲ့ဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီမှာ fee ရောပေါ့နော် crypto ဈေးကယာယီကျဆင်းမှုလည်းဖြစ်နိုင်တယ်အချက်လက်နောက်ကျမှုမတည်ငြိမ်မှုတွေကြောင့်ကျွန်တော်ယာယီကျဆင်းမှုလည်းဖြစ်နိုင်တယ်အဲ long term အနေနဲ့ဆိုလို့ရှိရင်တော့ shutdown ကအကြာကြီးဆက်ဖြစ်နေမယ်ဆိုရင်ဘဟုထိန်းချုပ်မှုကဲနေဒီ centralized ဖြစ်တဲ့ကျွန်တော်တို့အစနစ်ဖြစ်တဲ့ကျွန်တော် crypto ပေါ်မှာအာ investor တွေကြောင့်ကျွန်တော် crypto ကဝယ်လို့အားပို့ပြီးတော့တိုးလာနေတယ်ဗျဒါကတော့ကျွန်တော်တို့ US government shutdown ဖြစ်လာတဲ့ပုံမှာကျွန်တော် crypto market ပုံမှာဘယ်လိုအကျိုးသက်ရောက်မှုရှိသေးလဲဆိုတာကိုကျွန်တော်အကြံဉာဏ် knowledge sharing အနေနဲ့မျှဝေပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ crypto လောကထဲမှာကျင်နေတော့မဲ့ full time or like part time or like trader တွေဟာကျွန်တော်တို့ဒီလိုနေမျိုးတွေကိုကျွန်တော်တို့တည်တည်ချာချာမှတ်ထားပြီးတော့ကျွန်တော် October 30ရက်အော် sorry စက်တင်ဘာ30ရက်နေ့ညနေအောက်တိုဘာ1ရက်နေ့ပေါ့နော်ဂျာဟာရင်မှာကျွန်တော်တို့ဒီကောင်ကဒါဒီ US government အတွက်ကျွန်တော်တို့လိုအပ်တဲ့ဗနန်ငွေရှင်းတဲ့ funding pay ကိုတတ်မှတ်တာဖြစ်ပါတယ်အဲ့ဒီရက်ကိုကျွန်တော်တို့တည်တည်ကြာမှတ်ထားဖို့လိုပါတယ်အဲ့လိုရက်မှာကျွန်တော် market မှာအလုပ်ခက်လေးရှိနေပါတယ်ဒါလေးကို knowledge နေနဲ့ပြောက်ပေးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်